ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျာမင်္ဂလာပါဗျာ goy beach ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီ live ကတော့ကျွန်တော်ဒီနေ့22ရက်17လ2025ရက် Bundesliga ပွဲကြိုသုံးသပ်ချက် live လေးဖြစ်ပါတယ်ရှေ့မှာကျွန်တော် Premier League live လေးပြောထားပါတယ်အဲ့တော့ဒီနေ့မှာတော့ဒါ Bundesliga ပြောပြီးတော့ now live တဲမှာကျွန်တော်တို့ La Liga League 1ပြီးရင် Championship အသုံးကိုပေါင်းပြီးတော့နောက်နောက် live တဲမှာ နောက်ဆုံး live တဲ့မှာပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ live လေးတော့ကျွန်တော်3ခုခွဲပြီးလွှင့်ပေးမှာဖြစ်ပါတယ်เนาะโอเคပါဗျဆိုတော့ထုံးစံနိုင်လေး live လေးတိုင်းကိုလည်းအသေးလေးလက်မလေးเนาะတရားတစ်ချက်လောက်ကြီးပြီးတော့နှိပ်ပေးကြအောင်ညီကိုရေးကျေးဇူးများကြီးတင်ပါတယ်ဗျเนาะမင်္ဂလာပါဗျအဲ့တော့မနေ့ကတော့ကျွန်တော်ရွေးချင်မှုဖြစ်တဲ့ဒါ Hoffman Hein တော့မနေ့ကဒါ draw ဖြစ်ခဲ့မယ်ထင်ပါတယ်เนาะဒီအဲဒဲဂျေးမှာအဲကျိုးကလည်း Mace Buck က level 20ဖွင့်နေပေါ့လीเนาะအဲ့တော့မနေ့ကတော့ Hoffman Hein body ကတော့အဲအရှုံးတော့မရှိဘူးမရှိခဲ့ဘူးထင်ပါတယ်เนาะအဲ့တော့မင်္ဂလာပါဗျဆိုတော့ဘွန်နလီယာထဲမှာတော့ အဲလက်ရှိဒီနေ့ကတော့အလုံးပေါင်း3 4 5 6ပွဲပေါ့နော်အဲ6ပွဲလေးရှိတယ်အဲဒီမှာကျွန်တော်ကြိုက်တဲ့ပွဲကတော့3 4ပွဲလောက်တော့မစိုးဘူးဆိုတဲ့အနေထားလေးရှိပါတယ်နော်အဲဒီမှာ Osborne နဲ့ဒီ Hamburg ပွဲကတော့ကျွန်တော်ရှောင်ပါတယ်အဲပွဲကတော့လုံးဝဒီနေ့မကြိုက်ဆုံးပွဲပေါ့လीနော်ကျွန်တော်လူဆိုရင်တော့ကျွန်တော်စပြီးပြောပြပါမယ်နော်ညီကိုတွေ အဲ့တော့မင်္ဂလာပါဗျ brother မောင်စိတ်မင်္ဂလာပါစကောင်းခန့်မင်္ဂလာပါ great sweet smile မင်္ဂလာပါဗျဦးဝင်းတေးမင်္ဂလာပါရွှေကြီးမင်္ဂလာပါကိုတင်ကြီးမင်္ဂလာပါပြည်ဖြိုးမင်္ဂလာပါကိုတင်ကြီးမင်္ဂလာပါမောင်ပစင်းမင်္ဂလာပါဗျတွန်းတွန်းလေးမင်္ဂလာပါဝေယံဆိုးမင်္ဂလာပါဗျကိုကြီးမင်္ဂလာပါကိုတင်ကြီးမင်္ဂလာပါအဲတင်မိုးအောင်မကွေးမင်္ဂလာပါဗျချစ်သက်ကိုမင်္ဂလာပါအဲအောင်မျိုးစင်မင်္ဂလာပါကျော်လွင်မင်္ဂလာပါဇော်ကြီးမင်္ဂလာပါဦးမြင့်နိုင်မင်္ဂလာပါအဲတူတူတူမင်္ဂလာပါဗျအဲရွှေရမင်္ဂလာပါဗျအောင်မြင့်မြတ်မင်္ဂလာပါညီကိုကြီး brother ဖြိုးတီဟာမင်္ဂလာပါတလန်တော်မင်္ဂလာပါ number 5မင်္ဂလာပါဗျအဲမင်းစောအောင်ဟောပါဦး အဲ့မင်းမင်းဆောင်အောင်မင်္ဂလာပါဗျာရာဇာတတ်မင်္ဂလာပါအောင်မျိုးစင်မင်္ဂလာပါဗျာဟန်မင်းသူမင်္ဂလာပါတန့်စင်မင်္ဂလာပါအဲတတ်စော့ထိုက်မင်္ဂလာပါဗျာအဲထွန်မင်းမင်္ဂလာပါတန့်စင်မင်္ဂလာပါဖြိုးဝေမင်္ဂလာပါကိုငယ်မင်္ဂလာပါဝင်းမိုးအဲဝင်းကိုမော်မင်္ဂလာပါချစ်ချစ်ကိုကိုမင်္ဂလာပါတန့်စင်မင်္ဂလာပါဆိုမိုးသူမင်္ဂလာပါဗျာဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ဒါ live ကတော့၃ခုရှိမယ်ပေါ့လေနော်အဲ့တော့လက်ရှိအနေထားအရာကတော့အဲလောလောဆယ်ကတော့ဘွန်နီလီကတော့အစောဆုံးပွဲကကျွန်တော်က9နိုင်မှာ ကံမှာဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိကတော့ AC ပဲပြောလို့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီဆိုမျိုးဆိုကျွန်တော်စလိုက်ကြမယ်เนาะအဲ့တော့ရှေ့မှာကျွန်တော် Premier League Live လीတခုလွှင့်ထားပေးထားပါတယ်ဒီနေ့ကတော့ Live လी သုံးခုရှိပါမယ်နော်။ Okay ပါ။ဆိုတော့ let's go ပါ။ဆိုတော့ဒါ wise ဘာမှဆွေးနွေးနေကိုနေရလဲ။ Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုပြီးတော့လေ100% bonus တွေရယူနိုင်ပါတယ်။အသေးသေးသိရှိလို့ပါက wise ဘာမှမှာ Facebook page နဲ့သူတို့ application တို့မှာ website လေးရဲ့ customer service call လို့နေပြီးတော့လေ24နာရီတိလို့ရတယ်။မေးမြန်းလို့ရပါတယ်။ဆိုတော့ let's go ပါ။အဲ့တော့ပထမဆုံးပွဲကကျွန်တော်တို့ဒီ Osborne နဲ့ Hamburg ပွဲကတော့ကျွန်တော်ပယ်လိုက်မယ်။ဆိုတော့ Bayern Munich နဲ့ပွဲလေးကနေကျွန်တော်စပြီးပြောပြီးမှာဖြစ်ပါတယ်။နော်။အဲ့တော့ Bayern ဟာလောလောဆယ်မှာ နှလုံး30ရှုံးပေးထားတယ်။သုံးလုံး60ရှုံးနဲ့ကျွန်တော်တို့ကာထားတာဖြစ်ပါတယ်။အဲ့တော့ဘိုင်ယန်ကအရန်ကြီးအောင်တာများပြီးတော့နောက်ဆုံး Union Berlin နဲ့ပွဲမှာသူတို့တိုင်ပတ်သွားတယ်ပေါ့လေ။နော်အဲ့တော့ဒူတူနဲ့သူတို့ဒီတမပဲရခဲ့တယ်။ဒါပေမဲ့တိတ်ဆိတ်ပူစရာမလိုဘူး။ဒီ Bundesliga မှာ28မှတ်နဲ့ထိတ်ဆုံးကနေပြေးနေတဲ့အနေအထားမှာအောက်ကအဆင့်နှစ်နေရ Leipzig က22မှတ်ပဲရှိရယ်။အဆင့်3ကဒေါ်မွန်က22မှတ်။ဆိုတော့ဒီ Adi Champion ကတော့တေချာတာတခုကတော့ Bundesliga မှာဘိုင်ယန်ကိုမှီမဲ့ကောင်တော့ နော်ခြေစွမ်းအရာရောနော်လက်ရှိကာရဖောင်အရာရောမှီမဲ့ကောင်မရှိဘူးဗျနော်အဲ့တော့လက်ရှိဒီနှလုံးကို30ရှုံးဆိုတဲ့ပမာဏဟာ fry back လို့အသင်းကိုပေးတဲ့ကြီးအနေနဲ့စဉ်းစားရင်ဒီကြီးကပြင်းတယ်လို့လက်ခံလို့ရတယ်။ဘာလို့လဲလက်ရှိဒီဟာဒီလီဗာပူးဆန်လို့အသင်းကိုတော့နှလုံး90ပေါင်အင်ကွင်းမှာဘိုင်ယန်ကပေးခဲ့တာပေါ့။နော်၃ခုပြန်နဲ့အောင်ပါတယ်။ဒါကြောင့် fry back လို့အသင်းကိုကတော့တကယ်ကံရတော့ပြတ်ပါတယ်။ဒါပေမဲ့တကယ်ကံကံပါမလား။ယူနီယံဘာလင်အင်ကွင်းမှာတူးတူးနဲ့တည်ကြခဲ့တဲ့အနေထားရဲ့လာမယ့်ဒီအာဆင်နယ်အင်ကွင်းမှာချန်ပီယံရှစ်လာမယ့်နော်ပွဲ ရှိတဲ့အနေအထားရဲ့အကြောင်းတချို့ကစားသမားတွေဟာအနာပေးနိုင်ကြတော့ရှိနေပါတယ်ဆိုတော့တကယ်ကန်ရင်တော့ပြတ်တယ်တကယ်မကန်ရင်တော့မပြတ်ပါဘူးဒါကတော့ရှင်းရှင်းလင်းလင်းနေပါတယ်เนาะအဲ့တော့ line up ကိုတော့တစ်ချက်ကြည့်ပါအဲ့တော့နှလုံး30ရှုံးမှာ3လုံး60ရှုံးဆိုတဲ့ပမာဏအရာဒီ3လုံး60ရှုံးဟာ fryback အနေနဲ့ကိုမရနိုင်တယ်လို့ဘိုင်ယန်အနေနဲ့လည်း3လုံးအထိမရောက်နိုင်ဘူးဆိုတဲ့ အနေထားက40ရာခိုင်နှုန်းဖြစ်နေတယ်ဆိုတော့နည်းနည်းလေးတော့ annual risk များတယ်ပေါ့လေဆိုတော့ Bayern ဟာဒီဟာဒီပေးကိုဒီအိမ်ဝင်းမှာပေါ့နော်ဒီ Bundesliga ထဲမှာကန်ခဲ့တဲ့9ပွဲမှာ9ပွဲလုံးနိုင်တယ်ပေးကိုတကူပဲရှိတယ်အတွင်းကိုက920ဆိုတော့လက်ရှိ Bayern ကတော့အိမ်ဝင်းအရန်ကောင်းလွန်နေတယ်ဒါ့ပေမဲ့တစ်ဖက်က Freiburg ဟာလေလောလောဆယ်အနေထားမှာ on form ဖြစ်နေတယ်လို့ပဲကျွန်တော်ယူဆတယ်ခြေစွမ်းငြိမ်နေဗျ Freiburg ကိုကြည့်ရတာ တေးပွဲများတယ်မှန်တယ်နိုင်ပွဲနေတယ်ဒါ့ပေမဲ့ရှုံးပွဲသိမ့်မရှိတာတွေ့ရတယ်เนาะအဲ့တော့ဒီထဲမှာအဝေးကွင်းပြန်ကြည့်ရရင်ကန်ဆယ်ပိုင်းအသားပေးကန်နေပွဲများတယ်ဒီထဲမှာလီဗာပူဆန်အသင်းကိုတော့2-0နဲ့သူတို့ရှုံးထားတယ်ဒါပေမဲ့ဒီယူနေပါလင်အင်ကွန်းမှာ0-0နိုင်စီကို1-3နဲ့နိုင်တယ်နောက်ဒီမွန်ချက်ကလာဘက်ကို0-0ဆိုတော့တောက်လျှောက်ကကန်ဆယ်ပိုင်းဦးစားပေးတာများတဲ့အတွက်လောလောဆယ်ဒီပွဲမှာနေမယ်ဆိုတော့ကျွန်တော်ဟို risk တော့နည်းနည်းများတယ်ဆိုပေမဲ့ကျွန်တော် private ပဲကြိုက်နေပြเนาะ private body ဒီ power လေးကြိုက်ပါတယ် တော့နောက်ပဲတော့ဒေါမွန်နဲ့ကျွန်တော်တို့ဒီစတုကတ်ပွဲပါတော့ဒေါမွန်ကတလုံး80ပေါင်း၃လုံး30နဲ့ကားလာတယ်အဲ့တော့တလုံး80ပေါင်းဆိုတော့အမှန်တိုင်းပြောရင်တော့ပုံမှန်အားဖြင့်အပေါ်ရန်ကြည့်ရင်တော့ပျော့တယ်တိုးပေမဲ့ထဲထဲဝင်ဝင်ကြည့်တဲ့အခါမှာဒီကြီးကပြင်းနေတာတွေ့ရတယ်ဘယ်လိုလဲဆိုတော့ဒီနှစ်သိန်းရဲ့နောက်ဆုံးထဲထဲဆုံးမှုပြီးခဲ့တဲ့ရာသီမှာဒေါမွန်အိမ်ကမှ level 100ရှုံးပေးတယ်1 2နဲ့စတုကတ်ကနိုင်ခဲ့တယ်ဆိုတော့မနစ်က level 100ရှုံးရဲ့အခုလေဒါတလုံး80ပေါင်းဆိုပိုပြီးတော့ပြင်းနေတယ်ဒါကတကြောင်ပေါ့နော်နောက်ပြီးတော့လက်ရှိကာရဖောင်ရဒေါမွန်ဟာ အရန်ကြီးကောင်းတဲ့အနေအထားမှာမရှိဘူးဟမ်ဘက်အိမ်ခွင်းမှာတော့ဝမ်းဝမ်းနဲ့တည်ကြနိုင်တဲ့အနေအထားမှာလက်ရှိစတုဂတ်လိုဒီယာတီခြေစွမ်းတည်ငြိမ်တဲ့အနေအသင်းကိုအရန်ကြီးအောင်မြင်ဖို့ကတော့အရာကြီးလုံးလေးလေးနဲတယ်ရှေ့မှာမန်စီးတီးကို4-1နဲ့ရှုံးလာတယ်ဒါပေမဲ့အော့စ်ဘတ်ကိုနိုင်တယ်ဖရန့်ဖတ်ကိုတည်ရဆိုတော့ခြေစွမ်းအတည်တည်ချမရှိဘူးဒါ့ပေမဲ့အိမ်ခွင်းအရန်ကောင်းတဲ့ဒေါမွန်အသင်းဟာဒါဒီထဲမှာ live set နဲ့တွေ့ပြီးသွားပြီအသင်းကြီးဆိုလို့နော်တလုံး90ပေါင်း live set ကိုပေးတယ်ဝမ်းဝမ်းနဲ့ပဲပွဲပြီးခဲ့တယ်ဆိုတော့ channel ပွဲတွေကဘီဘာဝနိုင်တယ်ဝူဘတ်ကိုနိုင်တယ်ယူနီယံပါလင်ကို3-9ပြတ်နဲ့နိုင်တယ်ဆိုတော့ဒါလေးတွေတော့ရှိပါတယ်ဆိုတော့တစ်ဖက်ကအသင်းစတုဂတ် စတူဂတ်ဟာအိမ်ဝင်းတော့အရန်ကောင်းနေဗျ။တို့မဲ့အဝေးဝင်းကိုပြန်ကြည့်ရတဲ့နေရာဒီမှာ live set အိမ်ဝင်းမှာ live set ပေးတဲ့ကြီး level 50ပဲရှိတယ်။ live set ကလက်ရှိအဆင့်နှစ်မှာရက်တည်နေတယ်။ level 50ရှုံးအိမ်ဝင်း live set အိမ်ဝင်းမှာ3-1နဲ့စတူဂတ်တို့ကြေရှုံးထားတယ်။အဲ့တော့ဒေါမွန်အခုပေးတဲ့နော်အဆင့်3ဒေါမွန်ပေးတဲ့ကြီးကလုံး80ပေါင်းဖြစ်တဲ့အတွက်ပြင်းတယ်လို့ကျွန်တော်သတ်မှတ်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကစတူဂတ်ဟာသူတို့နိုင်တဲ့အသင်းတွေကိုကြည့်လိုက်အောက်ကအသင်းတွေများတယ်။ mace ကို2-0နဲ့နိုင်တယ်။ wolf back ကို3-0နဲ့နိုင်တယ်။နော်ကိုလွန်ကို1-2နဲ့နိုင်တယ်။ရှုံးတဲ့အသင်းတွေကိုကြည့်လိုက် on form ဖြစ်နေတဲ့ခြေစွမ်းကောင်းတဲ့အသင်းတွေကြီးပဲ Freiburg ကို3-1နဲ့သူတို့ရှုံးထားတယ်နောက်ပြီးတော့ဒီနောက်မှာအဲဘယ်ဘာလဲအဲ Basel အသင်းကို2-0နဲ့သူတို့ရှုံးထားတယ် Fenerbahce အသင်းကို1-0နဲ့ရှုံးတယ် Leipzig ကို3-1နဲ့ရှုံးတဲ့အတွက် Dortmund ဒီပွဲကတော့ဟိုတည်ရပြင်းတော့ရှုံးနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ 1x double chance Dortmund ကတော့အကောင်းဆုံးပဲဒီပွဲကနေရရင်တော့ Dortmund ပေါ်ရီကအကောင်းဆုံးပါပဲနော်အဲ့တော့သုံးလုံးတည်ရဆိုတဲ့ကြီးကြောင်လဲစုကတ်ကိုးရမယ်ဆိုရင်တော့မှတစ်ဖက်က Dortmund အနေနဲ့2-1လိုက်သွင်းမှာဖြစ်တဲ့အတွက်ဒီပွဲလေးတော့ကျွန်တော် Dortmund 1x double chance ်เนาะရွေးချယ်ထားပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲကတော့ Heading Hein နဲ့ Mojang Club လေးဖြစ်ပါတယ်ဒီမှာ Mojang Club က level 60ရှုံးကို3လုံး30ပေါင်းဆိုတော့ဒီကြောင့် Mojang Club ကိုးရမှာဖြစ်ပါတယ်အဲ့တော့3လုံး30ပေါင်းဆိုတဲ့အနေထားကြောင့်ဒီ Heading Hein အနေနဲ့ကိုးရမယ်ဆိုရင်တော့မှ Mojang Club အနေနဲ့ကိုးပေါ်ဖို့ရာခိုင်နှုန်းများသွားတဲ့အနေထားလေးတွေ့ရတယ်လို့ဒီနှစ်သိန်းရဲ့ပြီးခဲ့တဲ့ရည်ဒီ Heading Hein အိမ်ကောင်ကပြီးခဲ့တဲ့ကြည်ရလဲဒေဂျီပဲ3ခုပြန်တဲ့အဝေးကွင်းမှာမနစ်ကအနိုင်ရခဲ့တယ်ဆိုတော့ဒီနေ့ဒါ level 60ဆိုတော့ပမာဏအရတော်တော်ကြီးပြင်းလာတာတွေ့ရပါတယ်။နောက်အဲ့တော့ Mojang Club အသင်းကမနိုင်ပြောင်းတော့လက်ရှိဒီရသည်မှာ အဲကံမကောင်းလို့ပဲပြောရမှာပေါ့လေဆိုတော့အသင်းကြီးတွေတော်တော်များများနဲ့ပထမဆုံးတွေ့လိုက်ရတယ် front fat ကို46 Bayern Munich ကို Z3 ဆိုတော့လိုမျိုးတွေ့ရတယ်အဲ့တော့အလယ်လယ်အသင်းတွေဖြစ်တဲ့ကိုလုံအသင်းကို3-1နဲ့နိုင်ပြီးတော့အဝေးဝင်းမှာစိန့်ပေါ်လီအိမ်ကမှာ4-0နဲ့အဝေးဝင်းကနေနိုင်ထားတာဖြစ်ပါတယ်ဆိုတော့ဒီမှာကြေးရရှင်ကြည့်ရမယ်ဆိုရင်လည်း လက်ရှိစိန့်ပေါ်လီအသင်းကိုမိုးချန်ဂလာဘတ်နရင်ဆိုင်ခဲ့တဲ့ပွဲမှာလက်ရှိအဆင့်16ဖြစ်တဲ့စိန့်ပေါ်လီအိမ်ခွေးမှာစိန့်ပေါ်လီဘက်ကနော်ဒီမှာပေးခဲ့တာဖြစ်ပါတယ်စိန့်ပေါ်လီဘက်ကပေးပြီးတော့မိုးချန်ဂလာဘတ်က4-0နဲ့အဝေးခွင့်ကနေနိုင်ခဲ့တာဖြစ်တာကြောင့်အခုဟာဒဟင်းအသင်းကိုအဝေးခွင့်ကနေပြန်ပေးပြီးဆိုကြဲကဒီဘွဲကမိုးချန်ဂလာဘတ်အနေနဲ့ရလကောင်တစ်ခုရသွားနိုင်တယ်လို့ကျွန်တော်ယူဆတယ်မိုးချန်ဂလာဘတ်ဒီရသည်အဝေးခွင့်ရှုံးထားတဲ့ဘွဲတွေရဲ့ယူနီဘာလင်းကို3-1စတုဂတ်အသင်းကို1-0ရှုံးထားတာလီဗာကူဆန်အိမ်ခွေးမှာတော့1-1နဲ့ကန်နိုင်တယ်ဆိုကြဲကဒီဘွဲက မိုဂျန်ကလာဘက်နဲ့အနေနဲ့ဘလို့မှရှုံးနိုင်ကြရကြလို့မရှိဘူးအဲ့တော့2 8 7 chance မိုဂျန်ကလာဘက်မိုက်တယ်နောက်မိုဂျန်ကလာဘက်ယင်းရင်တော့60ယင်းရင်တော့နေပေါ့နော်မိုဂျန်ကလာဘက် body မိုက်ပါတယ်မရှုံးနိုင်ဘူးလို့ယူဆပါတယ်နော်60ဆိုတော့နင်းလေးတော့များတယ်ဗျာနော်အဲ့တော့မိုဂျန်ကလာဘက်မရှုံးနိုင်ပါဘူးโอเคပါအဲ့တော့နောက်ဆုံးပွဲကတော့ကျွန်တော်တို့ဒါဒီ wolf band နဲ့ဒီဒီ frankfurt ပွဲပါအဲ့တော့ frankfurt အဝေးခွင်းကနေအဲလက်ရှိနေတာမှာ level 20ပါပါလေးတော့ပေးထားတယ်တော်လုံး20ပေါင်းနဲ့ကျွန်တော်ပြန်ကားထားတာဖြစ်ပါတယ်အဲ့တော့ဒီနှစ်သင်းရဲ့အဲလက်ရှိအနေအထားအရာပြန်ကြည့်ရမယ်ဆိုရင်ဒီကိုလုံးအိမ်ခွင်းမှာ ဒီနှစ်သင်းဟတ်တူဟာရတော်တော်လေးထူးခြားပါတယ်နော်နောက်လေးခုနှစ်ကဆက်လို့လက်ရှိချိန်ဒီကိုလုံးအိမ်ခွင်းမှာ forever အဝေးခွင်းကနေနိုင်ဘူးတာတကြိမ်ပဲရှိတယ်အဲ့ဒါက2010ခေါ်မှာဒေဂျီကိုဇီးပွားနေကျန်နာရီကကိုလုံးဘက်ကကြီးပဲ forever ကိုအနိုင်ရထားတာဖြစ်ပါတယ်နော်ဒါလေးတော့နည်းနည်းထူးခြားတယ်အဲ့တော့ဒီလိုမျိုးအနေထားမှာ forever အနေနဲ့လည်းပဲ20ရုံးမဲ့ပေးခဲ့တယ်ဆိုတဲ့ကအသင်းကြီးတသင်းအနေနဲ့ကိုလုံးကိုအသင်းကိုဒီလောက် ေးတဲ့အနေထားအရနိုင်နိုင်စရာအကြောင်းမရှိဘူးအခက်မသိရင်ရှုံးအောင်ရှုံးသွားမယ့်ဂျီမျိုးဖြစ်ပါတယ်။မနစ်ကပေးခဲ့တဲ့ဂျီ2024နှစ်လပိုင်းမှာ Frankfurt အဝေးဝန်းကနေ Frankfurt ပေးခဲ့တဲ့ဂျီကလည်းပဲ50ရှုံး2-0နဲ့ကိုလုံးကနိုင်ခဲ့တာဖြစ်ပါတယ်။မနစ်ကထပ်တောင်မှ30ရော့နေတဲ့အနေထားမျိုးအရကြောင့်ဒီကြတာတခုကတော့အဲ Frankfurt ရလာမကောင်းနိုင်ဘူး။ဒါ့ပေမဲ့3လုံး20ပေါင်းဆိုတဲ့ဂျီကြောင့်နှစ်သိန်းစလုံးကကိုရနိုင်တဲ့အနေထားရှိနိုင်တယ်။ Frankfurt ဟာနောက်ဆုံး5ပွဲဆက် and a 2.5ဖြစ်ထားတယ်။ဒါပေမဲ့သူနဲ့ကန်တဲ့အသင်းတွေကတိုက်စစ်အားနေတဲ့အသင်းတွေရဲ့ခံစစ်အားပြုကန်တဲ့အသင်းတွေရဲ့အကြောင်းသာ ဂိုးအောက်ဖြစ်တယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်။ဘာလို့လဲဆိုတော့ Mace ကို 1C Mace ကအားနေတယ်။ Napoli CC Napoli ကခံစားပိုင်းအသာပေးကန်တယ်။ဘာလို့လဲဒီဘိုင်းတို့ကြိုးနေတဲ့အတွက်เนาะတော့နောက်ထားပါတော့အဲ့တော့ Headingin နဲ့ကန်တယ် Headingin အင်ကမှ Headingin ကတန်းဆင်းဆောင်အောင်ကတိုက်စစ်မကောင်းတဲ့အတွက်1-1နဲ့ထားလိုက်တော့ Dortmund 1-1ဆိုတော့ရှေ့မှာ Saint Pauli 2C ဖြစ်တဲ့အတွက်ဒီလိုမျိုး Under 2.5တွေကတစ်ဖက်ပြိုင်ဘက်အသင်းအားနေလို့သာသူတို့ဟိုဖွင့်မစောတဲ့အနေအထားလေးကြောင့် ကိုောက်ချင်းတို့ကျွန်တော်ယူစားတယ်ရှေ့မှာတောက်လျှောက်ဘဲပွဲလာလာဖွင့်စော်ပါတယ်เนาะအဲ့ဒါ2.5အ over 2.5ပွဲတွေများတယ်51တို့46တို့เนาะမိုဂျာလာဘက်အင်ကွင်းမှာတော့မှာ46ထိကန်ခဲ့တဲ့နေရာမျိုးမှာကိုလုံလိုမျိုးလက်ရှိเนาะဟိုဘေးလန်ဖွင့်စော်နေတဲ့နေရာမျိုး411 14 31လိုမျိုးကန်တဲ့အသင်းနဲ့တွေ့ရင်တော့သုံးလုံး20ပေါင်းအရာ5ပေါ်ပဲနေရာမှာဖြစ်ပါတယ်เนาะကိုလုံ Frankfurt ကိုဘောဖြစ်ပါတယ်။ Okay ပါလီဗာပူးဆန်ပွဲကတော့ကျွန်တော်ရှောင်ပါတယ်။နည်းလေးအဲ confuse ဖြစ်လို့ပေါ့နော်။ဘာလို့ လက်ရှိကြေးရမနေ့ကကြေးတိုင်းပဲပေးထားတယ် level တရာရှုံးမှာဈေးစီးနဲ့မနေ့ကပြီးခဲ့တယ်အဲ့တော့ဒီနေ့မှာလည်း level တရာရှုံးဝင်ကျင်မယ်เนาะ level 90ရှုံးပြန်ပေးထားတယ်3လုံး30ရှုံးရ Leverkusen နိုင်ရင်တော့မှအဲနည်းနည်းခက်ခက်ခဲခဲနဲ့နိုင်ပြီးတော့ Wolfsburg က ၃လုံး၁၀ရှုံကိုပေါင်းကြည့်ရ၉၀၀နဲ့အနေထားကြီးတော့ဖြစ်နေတယ်ဗျာဒါကြောင့်နယ်လေးအနေများလေလို့သတ်မှတ်တာဖြစ်ပါတယ်ဝူဘာဟာဒီဟာဒီခြေစွမ်းအကြဘက်တွေရောက်နေတယ်ပြင်အိမ်ဝင်ပြန်ကန်ခဲ့တဲ့နောက်ဆုံး၅ပွဲဆက်လေရှုံးထားတယ်ဒီထဲမှာ live set နဲ့ကြေးရှင်ကြည့်လို့ရတယ်လက်ရှိအစ်စ်နဲ့ live set ဟာအဝေးဝန်းကနေဝူဘတ်အိမ်ကောင်မှာပေးခဲ့တဲ့ကြည့်ရကျွန်တော်ဒေဒီဖြစ်ပါတယ် Z1 နဲ့အောင်ခဲ့ပါတယ် Stuka နဲ့ရှင်ရင်လည်း Stuka ကအဝေးဝန်းကနေ level 50ပဲပေးတယ် Z3 နဲ့အောင်တယ်ဆိုတော့လက်ရှိဒီဘောက်ဆန် level 100ရှုံးဆိုတာဟာဒါကြေးပြင်းတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရမှာဖြစ်ပါတယ်ဒါပေမဲ့၃လုံး၁၀ရှုံးဆိုတဲ့ကိုပေါင်းကြေးကြောင့် နည်းနည်းလေးဟိုဘက်အနေနဲ့ကိုရနိုင်မဲ့အနေအထားကြီးဖြစ်နေတယ်။လီဗာကူဆန်လက်ရှိအနေအထားမှာခြေစွမ်းပြန်တက်လာတယ်လို့ကျွန်တော်ကန်စားမိတယ်။ဘာလို့နောက်ဆုံးပွဲဟက်ဒင်ဟင်းကို6-0ပြန်နဲ့နိုင်တယ်လို့မော်ရီညိုရဲ့ဘန်ဖီကအိမ်ကွန်းမှာ0-1နဲ့နိုင်ခဲ့တဲ့အချက်ရဲ့နောက်ရှိမှာဒီဖရိုက်ဘက်အသင်းကို2-0နဲ့ကန်ခဲ့တဲ့အချက်တွေကြောင့်နေမယ်ဆိုရင်တော့ဒီပွဲလေးကျွန်တော်တို့ 2x double chance နော်လီဗာကူဆန်လေးတော်တော်လေးမိုက်ပါတယ်။ဒါပေမဲ့ body အနေနဲ့ကတော့ကျွန်တော်နည်းနည်းလေးကြောက်တယ်ဗျာနော်။ဘာလို့လဲဆိုတော့လီဗာကူဆန်ရဲ့လက်ရှိအဝေးဝန်းကပွဲတိုင်းလိုလို ိုးပေးနေရတဲ့အချက်ပါเนาะဒါကြောင့်အဲနည်းနည်းလေးပိုတင်းလူစကိုဖြစ်သွားရင်တော့ဝမ်းဝမ်းတပေါက်အနေငယ်လေးကြောက်ရတယ်ဆိုတော့နေမယ်ဆိုရင်တော့ဒီဘက်ကဒီဘက်ကဆန်ဇုံဘော်တွေကဝင်လာမယ့်အနေအထားလေးရှိနိုင်ပါတယ်เนาะဒီဘက်ကဆန်ဘော်တွေတော့မဟုတ်ဂိုးဘော်တွေရပဲစဉ်းစားမှာဖြစ်ပါတယ်โอเคပါဒါဆိုတော့ကျွန်တော်ဘွန်ဒလီကအလုံးပြီးပါပြီ6ပွဲပြီးပြီဆိုတော့ကျွန်တော်နောက်ဆုံး live မှာ League 1 La Liga နောက် Championship ထဲကပွဲတွေပြောပြီးကျွန်တော် live လေးအဲရန်နာမှာဖြစ်ပြီးတော့လေးသင်းမောင်းမောင်းနှစ်လေးကျွန်တော်ချပြီးမှာဖြစ်ပါတယ်နောက် live ထဲမှာโอเคပါဆိုတော့ဒီ live လေးကိုလည်းအသေးလေးလမလေးเนาะတော်တော်ဆက်လုပ်ပြီးတော့နှိပ်ပေးကြပါအောင်ညီကိုကြီးတင်ပါရပြဆိုတော့ဒီ live လေးကိုလည်း ကြည့်ရွေး brother တွေ share ပေး brother တွေ comment ပေး brother တွေကြောက်ကြောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ